မင်္ဂလာပါခင်ဗျာဒီတစ်ခါတော့ဒီတစ်ပတ်မှာကျင်းပသွားတဲ့15932ပြိုင်ပွဲမနေ့ကကျင်းပသွားတဲ့ UFC 360ပြိုင်ပွဲအပွဲပြီး3သက်ချက်တွေကိုပြိသက်တွေကိုခြားပြသွားမှာဖြစ်ပါတယ်ဒီနေ့မှာပြိသက်တွေကိုမြစ်တာရက်ခန့်ညင်တာကဂျော့ရှွာပန်ရဲ့ပွဲနဲ့ပတ်သက်လို့မနေ့ကကလေးကပွဲပြီး3သက်ချက်ကျွန်တော်ချက်ချင်းတင်ဖို့စိတ်ကူးရှိခဲ့ပါတယ်ဒါပေမဲ့လည်းလူမှုရေးကိစ္စတွေဒါမှမဟုတ်ပွဲဆက်နေတဲ့အကြောင်းအရာတွေကြောင့်ကျွန်တော်လည်းခြားပြနိုင်ခြင်းမရှိပါဘူးဘလို့ကြောင်းရင်းချောင်းလဲဆိုတော့ တောက်ကြနေညပိုင်းတော့က155ပြိုင်ပွဲရှိတယ်စနေနေ့မနက်ပိုင်းမှာကြတော့1592ပြိုင်ပွဲရှိတယ်။တနင်္ဂနွေနေ့မနက်ပိုင်းကြတော့ UFC 360ပြိုင်ပွဲပြိုင်ပွဲတွေကဇက်တိုက်ပဲ။တနင်္ဂနွေနေ့ညနေပိုင်းကြတော့ဒီမွတ်စလင်တိုင်းဝိုင်းကညီကိုတွေကသူတို့ပွဲတော်အင်းနေအတွက်ဖိတ်တဲ့အတွက်ကျွန်တော်လည်းသွားရတယ်။ နည်းနည်းလေးခီးရလဲလှမ်းတော့အသွားပြန်အချိန်လဲယူရတယ်ပြီးတော့ဒီညဘက်ကြတော့လဲမြန်မာပြည်ကဒီချန်ပီယံကပ်လူပွဲထိုးဖို့ပြင်ဆင်နေတဲ့ MMA fighter တယောက်နဲ့စကားပြောတဲ့အချက်တွေကြောင့်ပေါ့နော်ကျွန်တော်ပြည့်သက်တွေကိုခြားမပြနိုင်ခဲ့ဘူးဒါကြောင့်မို့လို့အခုမှ Joshua Ban ရဲ့ပွဲအကြောင်း UFC 360ပြိုင်ပွဲပွဲပြီးသုံးသက်ချက်တွေအကြောင်းကိုပြည့်ပြည့်စုံစုံပြောလို့ရမှာဖြစ်ပါတယ်ဒါကကျွန်တော်ရဲ့ review video ကိုမျှော်နေကြတဲ့ပြည့်သက်တွေကိုကျွန်တော်ဟိုနားလည်ပေးလို့ရအောင်ကြိုပြီးပြောပြတာပေါ့နော်ပုံမှန်အဖြစ်တော့ကျွန်တော်က ဟိုသတင်းတွေကိုဥဥဖျားဖျားဖြစ်အောင်တော့စူးစမ်းကြည့်တယ်အတက်နိုင်ဆုံးလဲပြည်သက်တွေကိုချပြတယ်ဟိုတစ်ခါတလေတော့ကျွန်တော်လဲနောက်ကျတယ်အဲ့တော့စောင့်နေရတဲ့ပြည်သက်တွေကိုကျွန်တော်ကလဲတန်ဖိုးထားလေးစားတဲ့အနေနဲ့ဘာဖြစ်လို့နောက်ကျတယ်ဆိုတဲ့အကြောင်းအရာလေးကိုရှင်းပြတာဖြစ်ပါတယ်ခင်ဗျာဒီအစုံအနေနဲ့ Joshua Ban နဲ့ Bruno Silva တို့ထုတ်သက်တဲ့ပွဲအကြောင်းကိုပြောကြရအောင်ပါဒီပွဲနဲ့ပတ်သက်လို့ပွဲကြုံမှာတော့ကျွန်တော်ပြည့်သက်တွေတီးတဲ့တီးထိုက်တဲ့အချက်တွေတော်တော်များများကိုခြားပြခဲ့တယ် ပြိတ္တတွေမြင်ကျင်နေတဲ့ fighter မျိုးပြိုင်ဘက် fighter မျိုးနဲ့ထိုးရတဲ့ဆိုတဲ့အကြောင်းကိုလည်းသေချာရှင်းပြခဲ့တယ်။ပြီးတော့ကြတော့ Bruno Silva က Joshua Ban ကိုနင်းလာငါလာရှင်ထိုးမဲ့ fighter မျိုးလှည့်ပက်ပြေးနေမှာမဟုတ်ဘူး။သူမကြကိုကြဆိုတဲ့ပုံစံမျိုးနဲ့ထိုးမဲ့ဆိုတဲ့အကြောင်းတွေလည်းပြောပြခဲ့တယ်။တကယ်လည်းပွဲအခင်းချင်းကအဲ့ဒီအတိုင်းပဲ Joshua Ban ရဲ့ရှေ့ကပြိုင်ဘက်တင်နဲ့မတူတာကရှေ့ကပြိုင်ဘက်တွေကသူတို့ထိုးလို့မို့တော်တော်လေးရိုင်ထွက်သွားပြီဆိုရင်နောက်ဆုတ်ပြီးလှည့်ပက်ပြန်ပြီးတော့ပြေးတယ်။ဖူးဘက်တွေတုံးပြီးတော့ရှောင်းတယ်။ ဒီတစ်ခါမှာတော့ဘရူနိုဆေးဘာကနော့ဒေါင်းနေလဲခဏခဏကြားတယ်သူကိုယ်တိုင်လဲဂျိုရှွာဘန်ကိုအကောင်းဆုံးတုတ်ပြန်ကြည့်သည့်တိုင်အောင်ဘလို့မှ မရှင်းနိုင်မနဲ့ကိုအရှုံးပေးရတာပါအဲ့ဒီတော့ပြိသက်တွေကိုကျွန်တော်ပြောချင်တာကဘလို့အကြောင်းရလဲဆိုတော့ဂျိုရှွာဘန်ရဲ့ပါဝါဘိုင်းနဲတဲ့ဆိုပြီးခန်းစားမိနေတဲ့ပြိသက်တွေကိုပါကျွန်တော်အမြင်ကတော့ဂျိုရှွာဘန်ရဲ့ weight တန်းက flyweight တန်းလို့သတ်မှတ်ပေးမယ်ဝမ်ချမ်ပီယံရှစ်က flyweight တန်းနဲ့မတူပါဘူး 1 championship က flying weight တန်းကပေါင်135ပေါင်အထိသတ်မှတ်ထားတယ်။ UFC က flying weight တန်းက125ပေါင်ပဲသတ်မှတ်ထားပါတယ်။တနည်းပြောရရင် Joshua Ban ရဲ့ weight တန်းက Veronica ရို့ weight တန်းထက်တင့်လေးပဲပိုတာပါ။ဝမ်ချမ်ပီယံရှစ်နဲ့နိုင်ရှင်ပြပြောရမယ်ဆိုရင် Joshua Ban နဲ့ Chong Jin Nan က weight တန်းချင်းအတူတူပါပဲအဲ့တော့ဒီ weight တန်းမှာရှိတဲ့ယောက်ျားလေး fighter တစ်ယောက်ကဒလို power မျိုးရှိတာကျွန်တော်ကတော့မနေဘူးလို့ပြောကြည့်ခြင်းနဲ့ ဘာဖြစ်လို့လဲဆိုတော့ UFC မှာလူကောင်အသေးဆုံး weight တန်းဒီလို weight တန်းမျိုးမှုလို့ KO ပွဲတွေဟိုပြိတက်တွေဟာလာခနဲ့ခင်းနဲ့ဖြစ်အောင်ရှိတဲ့ပွဲတွေကဒီ weight တန်းမှာအတော်လေးရှားပါတယ်ဒါက weight down ရဲ့သဘောတရားခန္ဓာကိုယ်တိဆောက်ပုံ fighter ရဲ့အနေထားကိုကြည့်ပြီးကျွန်တော်ကပြည့်တက်တဲ့နားလည်လို့ရအောင်ချပြတာပါ တနည်းအားဖြင့်ပြောရမယ်ဆိုရင်ဒီ flying weight down မှာက middle weight down heavy weight down light heavy weight down တို့လို့ one punch KO power မျိုးတွေအတော်လေးမြင်ရခဲ့တယ် သို့တော်လည်းပဲအဲ့ဒီ weight တန်းကြီး fighter တွေနဲ့မတူတာကဒီ weight တန်းကခန္ဓာကိုယ်သေးတဲ့ fighter တွေဆိုတော့ပညာရပ်ပိုင်းကိုတော်တော်လေးကိုစုံစုံလင်လင်ဖြစ်အောင်ကစားကြပါတယ်။အဲ့လိုစုံစုံလင်လင်ဖြစ်မှလဲ fighter တွေကအမြင့်ကိုတက်လှမ်းနိုင်တာပါ။ဒီ weight တန်းမှာတပေါက်ထဲနဲ့သွားပြီးကစားလို့မရပါဘူး။ဥပမာပြောချင်တာက weight တန်းကြီး fighter တွေဆိုရင် ground game အပြုကစားတယ်လှဲချလိုက်ပြီးဆိုတော့ ground control လုပ်ပြီးတော့ပွဲကိုအချိန်တစ်ပြေးနဲ့ဆွဲခေါ်သွားပြီးတော့အသာစီးရတဲ့ fighter တချို့ရှိပါတယ်။ flying weight တန်းမှာတော့အဲ့လို ground game control လုပ်ပြီးရယူနိုင်တဲ့ fighter ဆိုတော့အတော်လေးရှားပါတယ်။ဘာဖြစ်လို့လဲဆိုတော့လူကောင်သေးတယ်လူကောင်သေးတဲ့အတွက်သူတို့ရဲ့ခန္ဓာကိုယ်လေးကပေါ်ပါသွက်လက်တယ်ပြန်ပြီး back up လုပ်ရတာလဲတကယ်ကိုမြန်တဲ့ fighter တွေပါ။ကျွန်တော်အမှန်မမှားဘူးဆိုရင်ဒီ weight တန်းမှာ ground control ကောင်းကောင်းလုပ်ထားနိုင်တဲ့ fighter ဆိုလို့တက်ဆူရိုတိုင်ရာတယောက်ပဲတွေ့မှုပါတယ်။ဒါတောင်သူက ground game တော်တော်ကြီးအားကောင်းလို့ကိုဒီလိုပုံစံမျိုးထိန်းထားနိုင်တာပါ။သူတောင်မင်းနဲ့ Brandon Roberts နဲ့ပွဲတုန်းကအဲ့လိုထိန်းထားနိုင်သည့်တိုင်အောင် ရိုဘာရဲ့ကာဒီယိုပိုင်းရိုဘာရဲ့ထိုးချက်ပိုင်းတွေကိုမရှင်းနိုင်တဲ့အတွက်ရှုံပေးထားရဘူးပါတယ်။ပြောချင်တာက flying weight တန်းအကြောင်းကိုပြည့်သက်တွေပြည့်ပြည့်စုံစုံနားလည်ပေးနိုင်ဖို့ပါ။ဒီ weight တန်းမှာကဒီလိုပုံစံမျိုးနဲ့ပညာရေးပိုင်းအပြုကစားတယ်ဆိုတာမြင်ရင် Joshua Ben ကို power ပိုင်းအားနည်းတယ်ဆိုပြီးထင်နေကြတဲ့ပြည့်သက်တချို့တော်တော်ကြီးကိုဖြည့်တွေးပေးနိုင်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။အဲ့ဒီတော့အကြောင်းအရာကိုပြန်ပြီးဆက်ကြရအောင်ပါ။ Bruno Silva က Blue Fighter မျိုးလဲဆိုတာကျွန်တော်ပွဲကြိုကအချက်လက်တချို့ကိုပြန်ပြီးဆွဲထုတ်ခြင်းနဲ့ ဘွဲချုံမှာတော့ကျွန်တော်ဘလို့ပြောခဲ့လဲဆိုတော့ဒီ fighter က flying weight တန်းမှာ knockdown အရေးအတွက်အများဆုံးရအောင်ထိုးပြထားတဲ့ fighter ဆိုပြီးကျွန်တော်တင်ဆက်ခဲ့ပါတယ်ဒီ weight တန်းမှာသူ knockdown အရေးအတွက်ဘယ်လောက်ထိရထားလဲဆိုတော့စုစုပေါင်း6ကြိမ်အထိရထားပါတယ်ဒါကဒီ flying weight တန်းတစ်ခုလုံးမှာပြန်ပက်တွေကို knockdown ကြအောင်ထိုးပြနိုင်တဲ့အရေးအတွက်ထဲကအများဆုံး fighter ပါဒါကြည့်ရင်မဲ့ဘရူနိုဆေးပါရဲ့ပါဝါပိုင်းကဘလောက်ထိကြီးလဲဆိုတာပြည်သက်တွေခံမှန်းကြည့်လို့ရပါတယ်။ဂျိုရှူအာဘန်ကဒီဖိုက်တာနဲ့ရှင်ထိုးတဲ့အနေအထားမှာ ဂျောရှွာဘန်ကနော်ဒောင်းမကြဘဲနဲ့ဘရူနိုဆေးဘားကနော်ဒောင်းကြပါတယ်ကြတာမှတခါတည်းမဟုတ်ပါဘူးပထမတစ်ချီတခါဒုတိယချီတခါနောက်ဆုံးချီလည်းကြပါတယ်အဲ့ဒီတော့ကျွန်တော်ပြောချင်တာကဂျောရှွာဘန်ရဲ့ပါဝါပိုင်းကိုအားနေတယ်ဆိုပြီးထင်နေတဲ့ပြိတ်သက်တွေလုံးဝအားမနေဘူးဆိုတာဒီအချက်နဲ့တင်သက်သက်ထူလို့ရတယ်ဆိုတာကျွန်တော်ကပြောပြချင်တာဖြစ်ပါတယ်အဲ့ဒီအချက်ကြောင့်မို့လို့ကျွန်တော်တောင် Facebook ပေါ်မှာပွဲပြီးတင်ခဲ့တဲ့ status မှာ Joshua Ban က power bank မနေဘူးဆိုတဲ့အကြောင်းအရာကိုအသေးချ highlight ပေးခဲ့ပါတယ် ဒါကပြည်သက်တွေကွန်းကွန်းကွက်ကွက်ကြီးမြင်ပေးလို့ရအောင်ပထမဆုံးအနေနဲ့ဆွဲထုတ်ပြတာပါနောက်တစ်ချက်ပြောရရင်ဂျော့ရှွာပန်ရဲ့ boxing skate ထိုးပုံကတော်တော်ကြီးကိုလက်ဖြားခါယူရလောက်အောင်ကောင်းနေပါပြီဒါကကျွန်တော်တဦးတည်းအမြင်ပြောတာမဟုတ်ပါဘူး UFC က Gunwon Fighter ကြီးတွေကတော့ Joshua Ben ဒီပွဲထိုးသွားတဲ့အနေအထားမှာ Boxing ထိုးပုံကတအားကောင်းလွန်းနေဆိုပြီးမှတ်ချက်ပေးကြတာပါအဲ့ဒီထဲမှာ Dustin Poirier ပါတယ် Gabe Benn တို့လို Fighter တွေပါတယ်နောက်ထပ်တခြား weight တန်းက Fighter တွေလည်းအများကြီးပါတယ် အထင်ရှားဆုံးပြောရရင်ဒီ UFC ကွန်ဘေးမှာကွန်မန်ဒေတာအဖြစ်လုတ်ကင်နေတဲ့နှစ်ထပ်ကွန်းချန်ပီယံဟောင်းကြီး DC က Joshua Ban ကိုဒီ UFC ကပိုင်ဆိုင်ထားတဲ့ fighter တွေအားလုံးနဲ့မှမှာဘောက်ဆင်ထိုးပုံအကောင်းဆုံးစီးဝင် fighter ဆိုပြီးတောင်ချီးကျူးသွားတာပါကျွန်တော်ကတော့အဲ့ဒီအချက်ကိုတော်တော်လေးသဘောကျပါတယ်ဘာဖြစ်လို့လဲဆိုတော့ Joshua Ban က Bruno Silva ကိုပွဲသိမ်းသွားတဲ့အနေထားတွေရောပွဲကိုရိုက်နှက်သွားအောင်လုပ်သွားတဲ့အနေထားတွေအားလုံးကလက်သီးထိုးတဲ့ချက်တွေနဲ့ကြီးတယ်ပါ သူ့ရဲ့ bouncing skate ကစားပုံကတကယ်ကိုလက်ဖျားခါယူရလောက်ပါတယ်။တစ်ခါလေမထက်မှတ်ထားတဲ့အနေထားမှာဝင်ထိုးတယ်။ပြီးတော့တစ်ဖက်ကကောင်တာဝင်တဲ့အချိန်မှာသူကပြန်ပြီးတော့ double counter လုပ်ပြီးတော့တွဲလုံးနေတဲ့ဆက်တိုက်ဝင်တဲ့အနေထားတွေကလုံးဝကိုအနာသား level ဖြစ်ပါတယ်။ UFC မှာ fighter တွေ counter ထိုးကြပြီဆိုရင်သူ counter ကို counter နဲ့တစ်ချက်ချင်းပဲထိုးတာများပါတယ်။ဒီဘက်တတိယအချိန်မှာတော့ Joshua Ban ကအဲ့လိုကောင်တာထိုးတဲ့နေရာမှာတစ်ချက်ချင်းတော့မဟုတ်ဘဲနဲ့တွဲလုံးနေလိုက်ကောင်တာလှုပ်သွားတာဒါကလုံးဝကိုအစ်မြင့်နဲ့ကစားပုံမျိုးပါပဲ ကျွန်တော်အကြိုက်ဆုံးအချက်ကတော့ဂျိုရှွာဘန်နဲ့ပတ်သက်လာရင်ကျွန်တော်တို့ပြည်သက်တွေအကုန်လုံးလည်းသိတယ်ဂျိုရှွာဘန်ရဲ့အမာခံပြည်သက်တွေကတော့သူ့ရဲ့ပွဲတွေကိုမလွတ်တမ်းစက်တိုက်ကြည့်နေတော့ဂျိုရှွာဘန်ကဘလောက်ထိပညာရပ်ပိုင်းပြည့်စုံလဲဆိုတာအထုတလေပြောနေစရာကိုမလိုပါဘူးရေးဆူရီယာနဲ့ပွဲတုန်းကတိတ်တောင်ဒီဖန့်ကိုတစ်ချိန်လုံးလှုပ်ပြသွားတယ်ပြီးတော့ထိချက်တွေနဲ့ရအောင်နာအောင်ထိုးပြတယ်အဲ့ဒီပွဲမှာတကယ်ကဂျိုရှွာဘန်ရဲ့တိတ်တောင်းကဘလို့ပုံစံမျိုးအထိ defend လုပ်နိုင်တယ်ဘယ်လေဘယ်မျိုးအထိ defend လုပ်နိုင်လဲဆိုတာပြည်သက်တွေသဘောပေါက်ပြီးပြီ ဒီပွဲမှာတော့သူနဲ့ရှင်ထိုးမဲ့ပြိုင်ဘက်ကိုဘလို့အသာစီးရအောင်ထိုးပြလဲဆိုတဲ့စကေးမျိုးကိုမြင်ရတယ်။အဲ့ဒီနှစ်ချက်နဲ့တင်ဂျော့ရှွာဘန်ရဲ့ပညာရပ်ပိုင်းကအတော်ကြီးကိုကောင်းမွန်နေပြီးကျွန်တော်အဓိကကြိုက်တဲ့အချက်ကဖိုက်တာတယောက်ကကောင်တာကစားပြီးဘောက်ဆင်ကောင်တာတွေပြန်ထိုးပြီးဆိုရင်ကိုကဘလောက်ထိစကေးကောင်းနေပါစေပွဲပေါ်အာရုံစူးစိုက်မှုကိုကိုကိုဘလောက်ထိပြင်ဆင်ထားတယ်ဆိုတဲ့အပေါ်ရင်းနဲ့လည်းအများကြီးသက်ဆိုင်ပါတယ်။ဒီပွဲမှာတော့ဂျော့ရှွာဘန်ရဲ့ပညာရပ်ပိုင်းအပြင်အွေနဲ့မလိုက်အောင်ရင်ကျက်မှု ပြီးတော့ပွဲပေါ်အာယုံစူးစိုက်မှုတင်းကျိန်တဲ့အချက်တွေကိုပါတော်တော်ကြီးကိုတွေ့ရတာပါအဲ့ဒီအချက်တွေအားလုံးပေါင်းဆက်ပြီးလို့ကိုကျွန်တော်ကတော့ချန်ပီယံလောင်းလို့တောင်ကျွန်တော်ကတင်စားခဲ့တယ်ဒါကကိုကိုကိုအာမနာတန်ပြောရရင်ကျွန်တော်ကမြန်မာဘာသာနဲ့ရေးပြီးလို့ချန်ပီယံလောင်းလို့တင်စားတာသို့တော်လည်းပဲကျွန်တော်တို့နိုင်ငံတကာကမီဒီယာတွေထက်မှကြည့်လိုက်မယ်ဆိုရင်ဂျော့ရှွာဘန်ကိုကျွန်တော်လိုပဲအနာဂတ်မှာချန်ပီယံဖြစ်မဲ့ဖိုက်တာဆိုပြီးတင်စားတဲ့ပြည်သက်တွေဒူးနဲ့ဒေးကိုရှိပါတယ် ဒါကကိုငချင်းကိုချင်းမီပြောတာမဟုတ်ဘူးဆိုတာကျွန်တော်တို့ပြည်သက်တွေနားလည်အောင်ကျွန်တော်ကချပြတာပါလက်ရှိနိုင်ငံတကာကဆယ်မျက်နှာထက်မှာတွားပြီးကြည့်လိုက်မယ်ဆိုရင်ဂျော့ရှွာဘန်နဲ့ပတ်သက်လို့ future chance ဆိုတဲ့ပုံစံမျိုးနဲ့အားလုံးကဝိုင်းပြီးချီးကျူးနေကြပါပြီအဲ့ဒီတော့လက်ရှိနေထားကဂျော့ရှွာဘန်အနေနဲ့ချန်ပီယံကပ်စိန်ခေါ်ခွင့်ရဖို့ထိုက်တန်မီလားလို့မေးရင်မထိုက်တန်သေးပါဘူးသို့တော်လည်းပဲ promotion ကသူ့ကိုတဖြည်းဖြည်းချင်းတိဆောက်ခိုင်းနေအဲ့လိုအနေထားမှာ Joshua Ben ကလည်းနားလည်မှုအပြည့်နဲ့ တစင်းချင်းတစင်းချင်းတက်လာပြီးတော့ကိုတိဆောက်နေတယ်သူ့ရဲ့အနာဂတ်ကအမြင့်ကိုမှန်းလို့ရတဲ့ပုံစံမျိုးအထိရောက်လာပါပြီဒီအကြောင်းအရာကိုကျွန်တော်ကပြောတာပါ Guy Kitchen Fighter ကိုတိုင်ကလည်းဒီအချက်ကိုကောင်းကောင်းသဘောပေါက်လောက်တယ်ထင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ပွဲပြီးသူစင်ခေါ်တဲ့ Fighter ရဲ့နာမည်ကိုကြည့်လိုက်မယ်ဆိုရင်သူ့ကိုသူဘလောက်ထိရှေ့ကိုအကျိုးကြည့်ထားလဲဆိုတာခံမှန်းလို့ရပါတယ် Joshua Ban ကပွဲပြီးမှထူးထူးဆန်းဆန်းနဲ့ပဲ Champion Hong Brandon Morino နဲ့ထိုးကျင်နေဆိုပြီးစင်ခေါ်လိုက်ပါတယ် ျွန်တော်ဖြင့်တော်တော်ကြီးကိုအံအားသင့်သွားတာပါဂျိုရှွာဘန် UFC ကိုမြောက်ခင်ကဂျိုရှွာဘန်အကြောင်းကိုတတိတန်းတန်းနဲ့ထုတ်ပြောခဲ့တဲ့ Flyweight တန်းက Fighter က Brandon Moreno ပါပဲသူတို့ကမန်နေဂျာတယောက်ထဲကပဲကိုစားပြုတယ်မက္ကဆီကိုအနယ်ဝင်အတိုင်းဝိုင်းနေမှာလဲကျင်လည်ကြသူတွေဆိုတော့အပြင်မှာလဲခဏခဏဆုံတယ်ဂျိုရှွာဘန်နဲ့ဘရန်ဒန်မိုရီနိုတို့ဓာတ်ပုံအတူတူရိုက်ထားတဲ့ပုံတွေလဲပြည့်သက်တွေမြင်ခဲ့ပြီးဒါကြောင့်မလို့ဒီဖိုက်တာနှစ်ယောက်အကြားလေးနဲ့တက်ဆက်ဆံရေးတစ်ခုရှိတယ်ဆိုတော့ကျွန်တော်လဲနားလဲတယ် ဂျိုရှောဘန်ကဘရန်ဒန်မိုရီနိုကိုစိန်ခေါ်လိုက်တော့ကျွန်တော် ဖြစ်နည်းနည်းလေးတောင်ပါဇက်ဟောင်းသာဖြစ်မိပါတယ်။ဒါပေမဲ့သူကဒီပလိန်ကြီးပုံစံမျိုးနဲ့စိန်ခေါ်တာမဟုတ်ဘူး။ဘရန်ဒန်မိုရီနိုကိုလေးစားမှုအပြည့်နဲ့စိန်ခေါ်တာဖြစ်တဲ့ဆိုတဲ့အကြောင်းကိုအခုလိုတည်တည်ချာချာလေးကိုရှင်းပြသွားပါတယ်။ဘယ်သူနဲ့ထိုးကြံလဲဆိုတဲ့မေးခွန်းကိုဖြေရရင်ဘရန်ဒန်မိုရီနိုနဲ့ထိုးကြံပါတယ်။ကျွန်တော် UFC ကိုရောက်မလာခင်ကတည်းကသူကကျွန်တော်အပေါ်ကိုအရန်ကိုကောင်းခဲ့တဲ့ fighter ပါအဲ့ဒီအတွက်သူကိုလေးစားမှုမရှိဘဲစိန်ခေါ်တာမျိုးမဟုတ်ပါဘူး လေးစားမှုအပြည့်နဲ့ကိုသူနဲ့ထိုးခြင်းနဲ့လို့ပြောတာပါ UFC ကသူမဟုတ်ဘဲတခြား fighter တွေနဲ့ပွဲတည်ပေးမယ်ဆိုရင်လဲကျွန်တော်ဘက်ကလက်ခံဖို့အသင့်ပါပဲသို့တော့ Brandon Moreno လို့ချန်ပီယံဟောင်းမျိုးနဲ့ပွဲတည်ပေးမယ်ဆိုရင်ကျွန်တော်ဘက်ကလည်း ready ဖြစ်နေပြီဆိုတာသိစေချင်တာပါ UFC ကမက္ကဆီကိုလွတ်လပ်ရေးနဲ့ထိမ့်မက်ဖြစ်ကျင်းပမဲ့ပြိုင်ပွဲကိုတက်ဆက်ကိုလာပြီးကျင်းပမယ်ဆိုပြီးကျွန်တော်ကြားမိပါတယ်။အဲ့ဒီပြိုင်ပွဲမှာသူကလည်းမက္ကဆီကိုကိုစားပြုကျွန်တော်ကလည်းတက်ဆက်ကိုစားပြုပုံစံမျိုးနဲ့ထိုးချင်တာပါ။ ကျွန်တော်ရဲ့နေပြဒန်နီယယ်ပနေဒါနဲ့ဆိုရင်အဲ့ဒီအကြောင်းပြောပြပါတယ်ကျွန်တော်ဒါအဲ့ဒီပွဲမှာပြိုင်ဘက်ကိုအဆုံးသတ်နိုင်မယ်ဆိုရင်သူကလည်းအနာယူနေရာကနေပြန်လာပြီးပွဲပြန်ထိုးမယ်ဆိုပြီးပြောထားတာပါဒါကတော့ကျွန်တော်တို့ကြားမှာရှိတဲ့အပေယူတစ်ခုပေါ့ဆိုပြီးသူကထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်ပြည်တယ်များခင်ဗျာဂျိုရှော့ဘန်ကအဲ့လိုပုံစံမျိုးစွမ်းဆောင်ပြလိုက်တော့သူ့ကိုချီးကျူးတဲ့ဝိတ်တန်းကြီးကဖိုက်တာတွေလည်းမနှမနှောထွက်ပေါ်လာသလို flyweight တန်းမှာလည်းသူ့နဲ့ပွဲဖြစ်ချင်းတဲ့ fighter တော်တော်များများပေါ်ထွက်လာပါတယ် အချို့တော့ fighter တွေကတိုက်ရိုက်ပုံစံမျိုးနဲ့စိန်ခေါ်ကြတာတော့မဟုတ်ပါဘူးသို့သောသူကိုအနိုင်ယူထားတဲ့ Charles Johnson ကတော့နောက်ထပ်မကြေပွဲနှွှဲကျင်နေဆိုပြီး State တင်ကပေါ်တင်စိန်ခေါ်လိုက်ပါတယ်။သို့တော်လည်းဒီပွဲလလကဖြစ်ဖို့ရာဂိုင်းနှုံနေတယ်လို့ဆိုကြည့်ခြင်းပါတယ်။ဘာဖြစ်လို့လဲဆိုတော့ Joshua Ben က Bruno Silva ကိုအနိုင်ယူပြလိုက်ပြီးမှမကြခင် ranking နံပါတ်10ပတ်လည်နောက်ကိုရောက်ရှိသွားတော့မှာပါ။ ချာဂျွန်ဆန်ကတော့ရန်ကီအတွက်မှဝင်ရောက်ဖို့ကြိုးစားနေတဲ့ဖိုက်တာတွေကိုရီချင်းစစ်စာမေးပွဲစစ်ပေးရတဲ့နေရာမျိုးကို ရောက်ရှိနေပါတယ်။သူ့အနေနဲ့ဘလောက်ထိစွမ်းဆောင်ပြခဲ့ပါစေပရိုမိုးရှင်းဘက်ကသူ့ကိုရန်ကီမြင့်တဲ့ဖိုက်တာမျိုးတွေနဲ့တဲပေးတာမျိုးလုံးဝမရှိပါဘူး။သူကသူ့ရဲ့ကစားဟန်းနဲ့လိုက်ဖက်တဲ့ဖိုက်တာမျိုးဖြောပြမှုပေးနိုင်တဲ့ဖိုက်တာမျိုးတွေနဲ့ပဲပွဲတည်ပေးနေတာပါ။ဘာဖြစ်လို့လဲဆိုတော့ချားကျွန်းစင်ရဲ့အသက်ကအကြပ်ဘက်ကို ရောင်းနေပါပြီ။ ။အဲ့ဒီတော့သူ့ကို ranking မြင့်တဲ့ fighter တွေနဲ့ပွဲတည်ပေးလိုက်မယ်ဆိုရင်သူ့ရဲ့စွမ်းဆောင်ရည်ပိုင်းတိုးတက်လာဖို့ထက်သူ့ရဲ့ပုံစံကောင်းတွေတောင်ပျောက်ဆုံးသွားနိုင်ပါတယ်။ promotion ဘက်ကတော့သူ့အတွက်ထိုးချိတ်လဲကောင်းကောင်းရအောင်သူ့နဲ့ live ဖက်မယ်ထင်တဲ့ပြိုင်ပွဲမျိုးတက်လူ fighter တွေနဲ့ပဲဇက်တိုက်ပွဲတည်ပေးနေတာပါ။ Joshua Bang ကထိတ်ဆုံးထိတစင်းချင်းတစင်းချင်းတက်လန်းသွားနိုင်ဖို့အတွက် ranking အဆင့်30အတွင်းမှာရှိတဲ့ပြိုင်ပွဲမျိုးတွေပဲမှန်တော့မှာပါ။ ထပ်ပြောရရင် Joshua Ban ရဲ့အနေထားက UFC Fight Night ပြိုင်ပွဲမှာခေါင်းပွဲထိုးလို့ရတဲ့ပုံစံမျိုးအထိရှိလာပါပြီ။သူ့ရဲ့ပြိတ်သက်ဝန်းရံမှုအင်အားကလည်းမြန်မာပြိတ်သက်တွေတည်းမဟုတ်ဘဲနိုင်ငံတကာပြိတ်သက်အလုံးရင်းအထိပါရရှိနေတာပါ။ဒီအချက်ကြောင့် Flyweight တန်းမှာ Tetsuro Taimura ပြီးရင်နောက်ထပ်ခေါင်းပွဲထိုးခွင့်ရဖို့အလားအလာရှိနေတဲ့လူငယ် Fighter တယောက်လို့မှတ်ချက်ပေးကြည့်ခြင်းပါတဲ့။ ဆက်လက်ပြီးကျွန်တော်လူငယ်ဖိုက်တာလေးကသူ့ရဲ့မိခင်ဖြစ်သူကိုအိမ်တလုံးဝယ်ပေးတော့မယ်ဆိုတဲ့အကြောင်းအခုလိုပြောပြသွားခဲ့ပြန်ပါတယ်။ကျွန်တော်လိုချင်တာအလုံးနီးပါးရထားပြီးပါပြီ။ဘဝမှာလိုချင်မိတယ်လို့တောင်းတခဲ့မှုတဲ့အရာအလုံးတွေအလုံးနီးပါးကို ပိုင်ဆိုင်ခွင့်ရနိုင်တဲ့နေရာမျိုးကိုလည်းရောင်းနေပါပြီ။ဒါကြောင့်မို့လို့အမေကိုအိမ်ဝယ်ပေးတော့ပါမယ်။မဆုံးမနစ်စူးစမ်းခဲ့တဲ့ရလက်တွေကဒီလိုတွေဖြစ်လာတာထိုက်တန်ပါတယ်။ UFC ဆိုတာမရှိဘဲ Fighter ဘဝဖြတ်သက်မှုသာမရှိခဲ့ရင် ကျွန်တော်လဲဘာကောင်မှဖြစ်လာမှာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ပညာရေးပိုင်းနဲ့ပတ်သက်လာရင်ကျွန်တော်ကအလုပ်ကောင်းကောင်းရမယ့်အထင်မှလည်းမပါပါဘူး။ Fighter လမ်းကြောင်းမှာရှောက်လဲမှုကကျွန်တော်ဘဝကိုအကြီးအကျယ်အပြောင်းလဲတွေလုပ်ပေးလိုက်တာပါ။အရာကြောင်ဘာမဆိုဆွလွတ်နှစ်နာခန့်ကြိုးစားမယ်ဆိုတဲ့ခံယူချက်ကတော့လုံးဝအပြည့်ပါပဲလို့ပြောဆိုသွားခဲ့ပါတယ်။ ဂျိုရှွာဘန်ရဲ့အမေဟာတပ်မိတွေအတွက်ရှေ့ကနေမမမမက်ယက်တီပြခဲ့တဲ့မိခင်ဖြစ်ပါတယ်။ဒါဖြစ်သူကအခုလိုမျိုးအောင်မြင်လာချိန်မှာမိခင်အတွက်အိမ်တလုံးဝယ်ပေးမယ်ဆိုတော့အတော်ကြီးကမူရီတာပွားမိပါတယ်။ဂျိုရှွာဘန်အနေနဲ့လည်းသူ့အတွက်ပံ့ပိုးပေးခဲ့တဲ့မိသားစုဝင်တွေအားလုံးကိုအခုထက်ပိုပြီးပြန်လဲစောင့်ရှောက်နိုင်ပါစေလို့ဆန္ဒပြုပါတယ်ခင်ဗျာ။ဆလဘီ UFC 360ပြိုင်ပွဲအကြောင်းကိုပြောချရအောင်မှာဒီပြိုင်ပွဲဟာ UFC က New Jersey ကိုသွားပြီးကျင်းပတဲ့ပြိုင်ပွဲဖြစ်ပါတယ် အဲ့ဒီတော့ပြိုင်ပွဲကိုတာဝန်ယူကျင်းပတဲ့ Athletic Commission က New Jersey State Athletic Control Board ကတာဝန်ယူကျင်းပခဲ့တာပါ။အဲ့လိုကျင်းပတဲ့အနေအထားမှာအသုံးပြုတဲ့ MMA စီးမြင်ပိုင်းကလည်းအပြောင်းအလဲတွေရှိခဲ့ပါတယ်။ပုံမှန်အားဖြင့်တော့အမေရိကခြေဆိုင် Athletic Commission အများစုကပြန်လည်ဖြည့်ဆွက်ပြင်ဆင်ထားတဲ့ MMA စီးမြင်အသစ်ကိုပဲအသုံးပြုကြတာများပါတယ်။ New Jersey State Athletic Control Board ကတော့အဲ့ဒီပုံစံမျိုးကျင်းပတာမဟုတ်ပါဘူး။ ူတို့အသုံးပြုတဲ့ MMA Unified Rule ကစီမံဟောင်းတိုင်းကျင်းပတာပါဒါကဘလို့ပုံစံမျိုးလဲဆိုတော့ grounded opponent တတ်မှတ်တဲ့အနေအထားမှာအရင်ပုံစံဟောင်းတိုင်းဖြစ်ပါတယ်။ Jaime Fighter တယောက်ကကျန်းပြင်ကိုလက်တစ်ဖက်နဲ့ဖြစ်စေလက်နှစ်ဖက်နဲ့ဖြစ်စေထိထားပြီးဆိုရင်အဲ့ဒီ fighter ကို grounded opponent လို့တတ်မှတ်ပါတယ်။ဒါကြောင့်မလို့ attacking လုပ်နေတဲ့ fighter ကအဲ့ဒီ fighter ရဲ့ဥကောင်းတွေကိုသွားပြီးတိုက်ခိုက်လို့မရပါဘူး။ နောက်ထပ်ထူးခြားတဲ့အချက်ကမြစ်သက်တွေကိုကျွန်တော်အမြဲတမ်းပြောပြခဲ့တဲ့တွဲစစ်အဲဘိုဖြစ်ပါတယ်။ဒီလိုတဲ့တဲ့ပုံစံမျိုးနဲ့နဖူးပေါ်ကိုထောင်းလို့ရတဲ့ဒရောင်မျိုးဖြစ်ပါတယ်။အခုနေနယူးဂျာစီအက်သလက်တစ်ကော်မရှင်ကတော့အဲ့ဒီပုံစံမျိုးကိုလည်းခွင့်ပြုခြင်းမရှိပါဘူး။အမေရိကကအက်သလက်တစ်ကော်မရှင်အများစုမှအဲ့ဒီအချက်တွေကိုဖြေလျှော့ပြီးပြန်လည်ခွင့်ပြုလိုက်ပြီးဖြစ်ပေမဲ့ဒီအာဆာကော်မရှင်ကတော့ရခင်စနစ်ဟောင်းတိုင်းပဲကျင့်သုံးတာဖြစ်ပါတယ်။ ဒါကြောင့်မလို့ပြိုင်ပွဲကျင်းပတဲ့အနေအထားမှာလဲတချို့တွဲဆိုင်တွေကအဲ့လိုစီမံအဟောင်းကြောင့်တိတ်ပြီးအားမရတဲ့အပိုင်းတွေလည်းရှိခဲ့ကြမှာပါ။သို့တော်လဲကောင်းတဲ့အချက်ကထပ်ပြီးရှိပြန်ပါတယ်။အဲ့ဒါကဘာလဲဆိုတော့ဝိတ်ကျော်တဲ့ဖိုက်တာဆိုရင်သူတို့ကထိုးကြီးတွေကနေရာဂိုင်နှုတ်နှုတ်တာမဟုတ်ပါဘူး။အဲ့ဝိတ်ကျော်တဲ့ဖိုက်တာကမတော်တဆမြန်အနိုင်ရခဲ့မယ်ဆိုရင်အဲ့ဒီအနိုင်စုကြီးတဲ့ကပါနှုတ်တာပါ ဒါကြောင့်မလို့ New Jersey State Athletic Control Board ရဲ့စီမင်းစည်းကမ်းတွေကအားနည်းတဲ့အပိုင်းတွေလည်းရှိတယ်လို့အားသာတဲ့အပိုင်းတွေလည်းအများကြီးရှိတယ်လို့ပြောလို့ရပါတယ်ကျွန်တော်ကဘာဖြစ်လို့ဒီအကြောင်းအရာတွေကိုရှင်းပြနေတာလဲဆိုတော့ကျွန်တော်တို့မြန်မာပြည်က policy maker တွေအနေနဲ့ဒီလိုပုံစံမျိုးတွေဖြစ်လာပြီဆိုရင်ဒီလိုအတူယူလို့ရအောင်သူတို့ကဒီလိုပုံစံမျိုးတွေကျင်းပတယ်ဆိုတာသိစေချင်လို့ဖြစ်ပါတယ်။ UFC 360ပြိုင်ပွဲဟာ prelim ကောင်းဆန်အောက်ကတွဲဆိုင်အများစုမှတ်ကလေးကကြီးလို့ကောင်းခဲ့တာပါ။ ကျွန်တော်စောင့်ကြည့်တင်တယ်လို့ပြောခဲ့တဲ့ Indonesia Fighter ရဲ့တွဲဆိုင်ကတော့စက္ကန့်30မပြည့်ခင်မှာပဲပွဲသိမ်းသွားခဲ့ပါတယ်။ရင်ဘက်တောင်ကိုရီးယား Fighter ကကောင်တာလက်သီးတစ်ချက်ထဲနဲ့အမောက်သိမ်းသွားခဲ့တာပါ။အဲ့ဒီ Fighter ဟာအခုမှ UFC Fighter ဘဝစပြီးကလကဖွင့်ရတဲ့ Fighter ဖြစ်ပါတယ်။အိတ်ဆွမ်းဆောင်ကြီးကြောင့် bonus စုကိုတောင်းဆွခုသွားခဲ့တာပါ။ Indonesia Fighter ကတော့ UFC စင်းမြက်ထက်မှာစုပေါင်း၄ပွဲထိုးတပွဲပဲအနိုင်ရတဲ့မှတ်တမ်းစုကိုပိုင်ဆိုင်သွားခဲ့ပါတယ်။ ထူးခြားတဲ့အချက်ကိုပြောရရင်ဘီလင်းကောင်းဆယ်အောင်မှထိုးသက်ခဲ့တဲ့ပွဲစဉ်တွေအားလုံးအဲ့ဒီဖိုက်တာတယောက်ပဲဘောနပ်ဆုရခဲ့ပါတယ်ကျန်တဲ့ performance bonus စုတွေကိုမိန့်ကကောင်းစားအောင်မှာထိုးသက်ခွင့်ရတဲ့ fighter တွေကပဲစုခုသွားခဲ့တာပါမိန့်ကရဲ့ကလကအဖွင့်ပွဲစဉ်ကိုတော့ Kevin Holland နဲ့ Vincente Luqueiro ရဲ့ပွဲစဉ်နဲ့စတင်ဖွင့်လှစ်ခဲ့ပါတယ်ပွဲစဉ်နေ့စတိုက်လက်ခံထိုးပေးနေတဲ့ Kevin Holland ဟာဒီတစ်ခါမှာတော့ Vincente Luqueiro ကိုချုပ်ကွက်နဲ့တံပွဲသိမ်းသွားတာပါ UFC ကသူ့ကို performance bonus ဆုတောင်းဆုခူးသွားခဲ့ပါတယ်။မမီးတလောက်တတိထားပြောရရင်လက်ရှိ UFC အခင်းကျင်းမှာပွဲတွေကိုစက်တိုက်လက်ခံထိုးပေးနေတဲ့ fighter ၃ယောက်ထိရှိပါတယ်။အဲ့ဒီ fighter တွေကတော့ Kevin Holland, Joshua Ben နဲ့ Charles Johnson တို့ဖြစ်ပါတယ်။ဒီဖိုက်တာတွေဟာဘယ်ချိန်မဲ့ပွဲတွေကန်လန်းလာပါစေလုံးဝညင်ပယ်ခြင်းမရှိဘဲစက်တိုက်လက်ခံထိုးပေးလျက်ရှိတဲ့ဖိုက်တာမျိုးတွေဖြစ်ပါတယ်။ တနည်းဆိုရရင် promotion ကြိုက် fighter တွေလို့ဆိုလို့ရနေပါပြီ။ဒုတိယမြောက် main cap ပွဲစဉ်ကတော့ Mario Bautista နဲ့ Pachi Mit တို့ပွဲဖြစ်ပါတယ်။ထုံးစံအတိုင်း Blatter ကနေပြောင်းရွှေ့လာတဲ့ Champion Hound တွေက UFC ရောက်ရင်ရလက်ကောင်းတွေယူပြနိုင်ခြင်းမရှိပါဘူး။ Patricio Bibudo ကလည်းအလားတူပုံစံမျိုးနဲ့ပဲရှုံနေခဲ့ပါတယ်။ဒီပွဲမှာလဲမာရီယိုဘော်ဒစ်စတာကပက်ချီမစ်ကိုအသာစီးနဲ့ကစားပြီးအနိုင်ယူသွားတာပါ။ ထူးခြားတာကမာရီယိုပေါ်တစ်စတာရဲ့စွမ်းဆောင်ရည်ပိုင်းဖြစ်ပါတယ်။ဂျိုဆေအဲရိုနဲ့ထိုးတဲ့ပွဲတုန်းကသူကခဏခဏဝင်လုံးလွန်းလို့ပြီးသက်တွေကဝိုင်းပီကိုလှောင်ပြောင်ခဲ့ကြပါတယ်။အဲ့ဒီလှောင်ပြောင်တဲ့အချက်ကြောင့်ပဲသူကဒီပွဲမှာတော့လုံးဝကိုတိတ်တောင်းရဖို့အားထုတ်ခဲ့ခြင်းမရှိပါဘူး။မက်ချီမစ်ကိုအချိန်တော်တော်များများမှရှင်ထိုးရင်းနဲ့ကိုအသာစီရယူသွားတာဖြစ်ပါတယ်။သူဟာခုဆိုရင်ဘနဝိတ်တက်မှာစူပေါင်းနိုင်ပွဲဆက်တဲ့အရေးအတွက်ရှစ်ပွဲထိတောင်ရှိလာခဲ့ပါပြီ ကေဗင်ကက်စတယ်လန်နဲ့ဂျိုးပိုင်ဖာတို့ပွဲမှာတော့စွမ်းဆောင်ရည်ပိုင်းကအတော်ကြီးကိုကွာဟာလွန်ပါတယ်။ဂျိုးပိုင်ဖာကအချိန်တော်တော်များများမှာသာစီးနဲ့ကစားသွားပြီးနော့ထောင်းတွေကိုရအောင်တောင်းယူပြခဲ့တာပါ။အဲဒီပုံစံမျိုးနဲ့သူက တိုင်းအဆုံးဖြတ်နဲ့အသာစီးရယူသွားခဲ့ပါတယ်။ကီလာဟာရစ်စ်နဲ့ဂျူလီယာနာပန်ညာတို့ပွဲကတော့ဒုတိယအချိန်နဲ့ကိုအပြေပေါ်သွားခဲ့တာပါ။ကီလာဟာရစ်စ်ကဒုတိယအချိန်မှာချုပ်ကွက်နဲ့ပွဲသိမ်းခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာအောက်ကနေကျနေတဲ့ဂျူလီယာနာပန်ညာကကေလာဟာရီဆန်ကို6ရောင်းနဲ့ပြန်ပြီးမျက်နှာကန်တဲ့အတွက်အမှတ်လျှော့ခံခဲ့ရပါတယ်။အဲ့ဒီအနေထားနဲ့ပတ်သက်လို့ပြည်သက်တွေကိုကျွန်တော်ကပြောပြစရာလေးရှိပါတယ်။ဂျူလီယာနာပန်ညာကိုအမှတ်လျှော့တဲ့အနေထားမှာ ကွန်းလေတိုင်းကတန်ပီကိုအမှတ်လျှော့တာပါ။ဒါကဝမ်ချန်ပီယံရှစ်ကဒိုင်လူကြီးတွေနဲ့တော်ကိုကွာဟာကျဲဖြစ်ပါတယ်။ဝမ်ချန်ပီယံရှစ်မှာတော့ကွန်းလက်တိုင်းကတခုခုလှုပ်ချင်ပြီဆိုရင် အောက်ကခုံတိုင်းကိုအရင်ဆုံးကြည့်ပါတယ်။ ခုံတိုင်ကအချက်ပြမှအမှတ်စဉ်ရတာတွေအဝါကက်ပြတာတွေအမှတ်လျှော့တာမျိုးတွေလောက်တာပါဝမ်ချန်ပီယံရှစ်ကဒိုင်လူကြီးအများစုမှာဟပ်ဒင်းကလွဲရင်ကျန်တဲ့ဒိုင်လူကြီးတွေအားလုံးကခုံတိုင်ကိုလှမ်းပြီးကြည်ရပါတယ်။ခုံတိုင်ကအချက်ပြမှသူတို့ကအေးအေးယူရဲတာပါ။မနေ့ကကျင်းပသွားတဲ့ကိုမင်းပွဲစဉ်မှာတော့ဒိုင်လူကြီးကဘယ်သူ့ကိုမှတိုင်ပင်ခြင်းမရှိဘဲသူကတန်ပြီးအမှတ်လျှော့တာဖြစ်ပါတယ်။ ဒါကတိုင်းနေအကြလုတ်ပိုင်ခွင့်ကွာဟတာလားအမေရိကကစနစ်တွေနဲ့အာရှကစနစ်ကွာဟမှုရှိတာလားဆိုတာပြည်သက်တွေကိုသိစေချင်လို့ခြားပြမိတာပါမာရက်ဒီဘာလစ်ပလီနဲ့ရှောင်းအိုမယ်လီတို့ပွဲကလည်းတတိယအချိန်မှဖြေပေါ်သွားခဲ့ပါတယ်ဒီပွဲကလည်းကိုမိန်ပွဲနီးတူချုပ်ကွက်နယ်ပွဲပွဲသိမ်းခဲ့တာပါဒီကမှာတော့ရှောင်းအိုမယ်လီကလည်းမာရက်ကိုရင်ဆိုင်ဖို့အတွက်သူ့တတ်နိုင်သမျှအကောင်းဆုံးပြင်ဆင်လာပါတယ်။ ကျွန်တော်ခြားပြခဲ့သလိုမာရက်ကိုဖြိုးဖို့သူက front kick တွေနဲ့အရင်ဆုံးဦးတည်ပါတယ်ပထမကြိမ်ထိတိုက်တွေ့တုန်းကပွဲပီကန်နီမှာဘိုက်တွေအကန်ခံရပြီးမာရက်ဟာတော်တော်လေးကိုရိုင်းထွက်သွားခဲ့တာပါ။အိုမဲလီကအဲ့ဒီအချက်ကိုအားပြုပြီးဒီပွဲမှာအားပြုပြင်ဆင်လာပါတယ်။တိတ်တောင် defend အတွက်တေချာကြီးပြင်ဆင်လာသလိုမာရက်ကိုတိုက်ခိုက်တဲ့နေရာမှာလည်းသူ့ရဲ့ front kick တွေကိုအရင်ဆုံးအသုံးပြုခဲ့တာပါ။ ်သို့တော်လဲမာရက်ကရှောင်းအိုမယ်လီကဘလောက်ထိလုပ်ပြနိုင်လဲဆိုတာအစွမ်းကုန်တွက်ချက်ထားပြီးပါပြီဒါကြောင့်မို့လို့လုံးဝတွန်းဆုတ်နေဘဲနဲ့ကိုတရက်ဆက်ကိုဝင်လုံးတာပါဝင်လုံးတဲ့အချိန်တိုင်းလဲရှောင်းအိုမယ်လီကကောင်းကောင်းဒီဖန်လုပ်ပြနိုင်ပေမဲ့ကာဒီယိုဘိုက်မှာတော့လုံးဝရှင်နိုင်ခြင်းမရှိပါဘူးမာရက်ရဲ့ကာဒီယိုဘိုက်ကကြောက်သွားတဲ့လုပ်ကို မရှိတာပါအဲ့ဒီပုံစံမျိုးနဲ့သူကဒရက်ဆက်ဖီအားပေးခဏခဏဝင်လုံးရင်းကနေနောက်ပိုင်းခြေတွေမှာရအောင်လှဲချပြနိုင်ပါတယ် ်တတိယအချိန်မှာတော့ချုပ်ကွက်နဲ့ကိုပွဲသိမ်းသွားတာပါဒီပွဲမှာတော့မာရက်နဲ့ရှောင်းအိုမယ်လီတို့အကြားဘာမှအငင်းပွားစရာကိုမရှိပါဘူးမာရက်ဒီပါလစ်ပလေးယာဘွဲတွေစက်တိုက်အနိုင်ယူပြခဲ့ပေမဲ့ဘွဲကိုတော့စုံသက်ပြနိုင်တဲ့စွမ်းဆောင်ရည်မျိုးမရှိဘူးဆိုပြီးထောက်ပြခဲ့တဲ့ပြိသက်တွေကိုဒီပွဲမှာတော့နှုတ်ဆက်စေခဲ့ပါပြီရှောင်းအိုမယ်လီလိုဖိုက်တာမျိုးကိုသူကတတိယအချိန်မှာပွဲသိမ်းသွားခဲ့တာပါ သူ့ရဲ့ချန်ပီယံကဘက်ကိုကာကွယ်ပြနိုင်တဲ့အပြင်နိုင်ပွဲဆက်မှတ်တမ်းကိုလည်း73ပွဲအထိဆွဲဆန့်လိုက်ပါပြီ။ထပ်ပြောရရင်ဘနဝိတ်တဲမှာမာရက်ဒီပါလစ်စပလီကိုဖြိုးနိုင်မဲ့ပြိုင်ဘက်ဖိုက်တာထွက်ပေါ်လာဖို့ကအတော်ကြီးကို ရှားသေးပါတယ်။သူဟာဒီချန်ပီယံကဘက်ကိုအချိန်တိုင်းတစ်ခုထိဆုတ်ကိုင်းပြီးစိုးမိုးချေလဲသွားပွေရှိနေပါတယ်။စနေနေ့မနက်ပိုင်းတုန်းကကျင်းပခဲ့တဲ့15 night 32ပြိုင်ပွဲမှာတော့လုံးဝထိမှတ်မထားတဲ့ရလက်တွေထွက်ပေါ်ခဲ့တဲ့တွဲဆိုင်တွေအတော်ကိုများခဲ့ပါတယ် ရင်ဆုံးအနေနဲ့ Johan Stupinan နဲ့ Japan Fighter Naito တို့ထိုးတက်တဲ့ပွဲအကြောင်းကိုပြောပြချင်ပါတယ်။ Johan Stupinan ဟာမြန်မာပြည်သက်တွေအားမှာကိုလူသိများတဲ့ fighter ပါ။သူ့ရဲ့ဖျော်ဖြေမှုပေးတဲ့ကစားဟန်ကြောင့်ပြည်သက်တွေကလည်းအသိမှတ်ပြုကြပါတယ်။သူကဒီပွဲမတိုင်ခင်28ပွဲထိုးတက်ထားပြီးလုံးဝရှုံးမွဲမရှိသေးဘူးဆိုပြီး One Championship ကကြေညာခဲ့တာပါ။သို့တော့ဒီပွဲမှာတော့သူ့ရဲ့ဘဲဥကိုနိုင်တိုကသေးသေးချာချာကြီးကိုခွဲပြသွားပါတယ်။ ။ပွဲခင်းခြင်းကိုပြောရရင်လိုက်စစ်ဖွင့်ပြီးကစားတာကယိုဟန်အစတူဘီနန်ဖြစ်ပါတယ်။သို့တော်လည်းအဲ့ဒီဖွင့်လာတဲ့အနေထားတွေကိုတတ်တတ်ရရနဲ့ခုခံကာကွယ်ပြရင်ထိကျက်တွေရအောင်ယူပြသွားတာက နိုင်တို့ပါ။ဒီပွဲမှာဂျပန်ဖိုက်တာတွေနဲ့ပတ်သက်လို့ကျွန်တော်သတိထားမိလာတဲ့အချက်တွေကိုပြောပြချင်ပါတယ်။ပထမဆုံးအနေနဲ့ဂျပန်ဖိုက်တာတွေကကန့်ကျက်ထုတ်သုံးတဲ့နေရာမှာ ပုံစံမျိုးစုံနဲ့ကိုကောင်းတာပါ။လိုကစ်နဲ့ဟိုက်ကစ်တွေကိုအခြားနိုင်ငံတကာကဖိုက်တာတွေလည်းကောင်းကောင်းကန်တတ်ပါတယ်။ ို့တော့လဲ front kick ကနဲ့နေရာမှာတော့ Japan fighter တွေကိုရှင်းလို့မရပါဘူး။ဂျပန်မှာကကစ်ဘောက်ဆင်ကစားနည်းအရန်ကိုဖွံ့ဖြိုးတိုးတက်သလိုခြေထောက်ကန်တဲ့အပိုင်းတွေမှာလည်းတော်တော်ကြီးကိုနီးစနစ်ကောင်းကြတာပါဒီပွဲမှာနိုင်တိုဟာသူ့ရဲ့ကန်ချက်တွေနဲ့အရင်ဆုံးအလုရှုပ်စေပြီးပြီးမှလက်သီးထိုးချက်တွေနဲ့ထိအောင်တုတ်ပြန်ပြခဲ့ပါတယ်နောက်တစ်ချက်ကတော့ဂျပန်ဖိုက်တာတွေရဲ့ပြိုင်ဘက်အပေါ်မူတည်ပြီးပြောင်းလဲညှိယူကစားနိုင်တဲ့စွမ်းဆောင်ရည်မျိုးဖြစ်ပါတယ် ONE Championship စင်မြင့်ထက်မှာ Fighter တော်တော်များများရဲ့ပွဲစဉ်တွေကိုကြည့်ခဲ့ဘူးပါတဲ့သို့သောဂျပန်ကထိပ်တန်း Fighter အများစုကတော့ပွဲကိုရှုံးသည့်ဖြစ်စေနိုင်သည့်ဖြစ်စေပြိုင်ဘက်အပေါ်မူတည်ပြီးအပြောင်းလဲလုပ်ကစားနိုင်စွမ်းရှိတယ်ဆိုတာတော်တော်ကြီးကိုသတိထားမိလာပါပြီဒီပွဲမှာဆိုရင်နိုင်တိုကပြိုင်ဘက် Johan Stupinan ရဲ့ကစားပုံကိုသေချာလေ့လာထားပြီးဘလို့ပုံစံမျိုးနဲ့တုံ့ပြန်မယ်ဘလို့ game plan ယူဆောင်လာမယ်ဆိုတဲ့အချက်ကိုသေချာလေးကိုအင်စာလှုပ်လာခဲ့တာပါ ဲ့လိုအင်စာလောက်လာခဲ့လို့လဲဒီပွဲကိုအနိုင်ယူပြနိုင်ခဲ့တာဖြစ်ပါတယ်။နောက်ထပ်ထင်ရှားတဲ့တစ်ချက်ကတော့စူပါအီဂျန့်နဲ့ပွဲစဉ်မှာမူကာစီတိုကစားသွားတဲ့ကစားဟန်ဖြစ်ပါတယ်။ဒီအကြောင်းအရာတွေကိုကြည့်ပြီးဂျပန်ဖိုက်တာတွေကပြန်ပက်တွေပေါ်မူတည်ပြီးပြောင်းလဲလို့ညှိယူကစားနိုင်စွမ်းရှိတယ်ဆိုတာကျွန်တော်တို့ပြည်သက်တွေကိုသိစေချင်တာပါ။ဒါကအခြားအကြောင်းရင်းကြောင့်မဟုတ်ပါဘူး။ဂျပန်ဖိုက်တာတွေနဲ့မြန်မာဖိုက်တာတွေကလည်းထိတ်တိုက်တွေ့တဲ့အစင်လာလေးတွေကမကြာခဏရှိပါတဲ့။ ဟိုရခင်တုန်းကတော့မြန်မာ ဖိုက်တာတွေကဂျပန်ဖိုက်တာတွေဆိုရင် ပုံသေးအနိုင်ရလေရှိပါတယ်။သို့တော့ခုနောက်ပိုင်းမှာဂျပန်ဖိုက်တာတွေကပုံစံပြောင်းပြီးဒလုတ်ကစားဟန်တွေပါပြောင်းလဲညှိယူနိုင်နေဆိုတာမြန်မာဖိုက်တာလေးတွေသတိထားမိစေချင်လို့ဖြစ်ပါတယ်။တနည်းပြောရရင်သူတို့တွက်လာတဲ့ game plan ထက်ပိုပြီးကြော်လွန်အောင်တွက်ချက်ထားလို့ရအောင်ကျွန်တော်ကဆွဲထုတ်တင်ပြတာဖြစ်ပါတယ်။နောက်ထပ်ထင်မှတ်ထားတဲ့ရလက်ထွက်ပေါ်ခဲ့တာကမလေးရှားဖိုက်တာဂျိုဂျိုနဲ့ပြည်ရွက်တို့ထိုးတက်တဲ့ပွဲမှာဖြစ်ပါတယ်။ ယိုဟန်ကာဇာလီဟာပရိုမိုးရှင်းကလက်မြောက်စားမှုကိုခံရသလိုတော်တော်ကြီးလက်လေကျဲခဲ့သူပါဒီပွဲရှုံးနေပြီးမှတော့သူ့ကိုဝေဖန်ထုတ်နေတဲ့သူတွေအတော်ကြီးကိုများခဲ့ပါတယ်ဒီပွဲဟာသူ့အတွက်နှစ်ပွဲဆက်တိုက်ရှုံးနေတဲ့မှတ်တမ်းမျိုးလည်းဖြစ်ပါတယ်တကယ်ဆိုရင်ပါရက်ကဝမ်ချမ်ပီယံရှစ်စင်မြင့်ထက်မှာရလက်ကောင်ယူထားတဲ့ဖိုက်တာမျိုးမဟုတ်ပါဘူးဒါကြောင့်မို့လို့ဘူကီတိုင်တွေမှာကအစယိုဟန်ကာဇာလီပဲအနိုင်ရမယ်ဆိုပြီး ပောက်ကျဲတွေကိုအများကြီးကြော်ထားခဲ့တာပါ တကယ်လက်တွေ့မှာတော့ယိုဟန်ကာဆာလီကစားပုံက170ပြိုင်ပွဲတုန်းကလောက်တော့မကောင်းပါဘူးလောက်ရှားပုံကနှိမ့်နေသလိုပါရဲရဲ့လက်ပြန်ရိုက်ချက်တွေကိုပဲခဏခဏခံနေရတာပါအဲ့လိုပုံစံနဲ့ယိုဟန်ကာဆာလီတော့တင်ငန်းစာတွေကောင်းကောင်းကြီးရသွားလောက်တယ်ထင်ပါတယ် One Fight Night 32ပြိုင်ပွဲတစ်ခုလုံးမှာအငင်းပွားဆရာရလက်ထွက်ပေါ်ခဲ့တာက Morocco Fighter Echa Mawi နဲ့ Thai Malaysia Fighter Ali တို့ပွဲဖြစ်ပါတယ်ဒီပွဲကပြန်လည်ထိုးချက်တွေနဲ့အတော်ကြီးကြီးကောင်ပါတယ် ကျွန်တော်ဖြင့်မြန်မာပြည်သက်တွေကိုအေဂျာမဝီရဲ့ကစားဟန်ကိုကြည်ထားဆိုတဲ့ပုံစံမျိုးနဲ့တင်ဆက်ဖို့အထီတောင်စိတ်ကူခဲ့တာပါဘာလို့လဲဆိုတော့ရုပ်ပိုင်းဆိုင်ရာတိစောက်မှုပိုင်းအဖြစ်ကြည့်မယ်ဆိုရင် Alif က Ejamari ထက်အများကြီးသားပါတယ်။ခေါင်းတလုံးလောက်ကိုပုံပြီးမြင့်တဲ့သူပါ။ခြေတံလက်တံအဖြစ်လည်းအတော်ကြီးကိုရှည်ပါတယ်။ကျွန်တော်မြန်မာဖိုက်တာတွေဆိုပြိုင်ဘက်နဲ့အဲ့လောက်ထိကွာဟတ်နေပြီဆိုရင်ဘလို့မှတုတ်ပြန်တတ်ခြင်းမရှိပါဘူး။တစ်ဖက်သက်ကြီးနဲ့ကိုအရှုံးပေးရသလောက်တည်ကြပါတယ်။ ဒီပွဲမှာတော့ HR Marika လည်းအကောင်းဆုံးပုံစံနဲ့ကိုချင်းကပ်တုတ်ပြန်ကစားခဲ့တာပါ။ဒါကြောင့်မို့လို့မြန်မာဖိုက်တာတွေကိုဘလို့ပုံစံမျိုးနဲ့နိစ်နှစ်ပိုင်းချင်းကပ်တင်ယူရတယ်ဆိုတာသိစေချင်လို့ဒီပွဲကိုချပြဖို့အားခဲခဲ့တာဖြစ်ပါတယ်။ပွဲပြီးတိုင်းဆုံးဖြတ်မှာတော့ဒိုင်းတွေက Alif ကိုအနိုင်ပေးလိုက်ပါတယ်။ HR Marika လည်းကိုယ်နဲ့မှအမှန်ကန်ကိုပေါက်ခွဲတာပါ။ဒိုင်းလူကြီးတွေကိုလက်ညှိုးထိုးပြီးကိုပို့ဆိုပက်ဆက်ပြောသွားတာသတိထားမိပါတယ်။ အာလစ်ကတော့ဒီပွဲအနိုင်ရလက်ကြောင့်ပရာချက်ချန်းရဲ့ချက်မြက်ကဘက်ကိုစိန်ခေါ်ကွန်းတောင်ရသွားပါပြီ။ပွဲတွင်းမှာလည်းမြောက်သားမျက်နှာချင်းဆိုင်ကပရိုမိုရှင်းဘက်ကအမေးဖြေတွေလှုပ်သွားခဲ့ပါတယ်။မြစ်တဲ့တွေအားလုံးကိုပဇက်ဟောင်းသားဖြစ်သွားစေခဲ့တဲ့ပွဲကတော့ထိတ်ဆုံးကောင်းပွဲလို့ပြောရမှာပါ။နာခရော့နဲ့ကြောက်စုရိုင်းတို့ထိုးတတ်တဲ့အနေထားမှာပွဲက10မိနစ်တောင်မပြည့်ဘဲနဲ့တန်းကိုဖြေပေါ်သွားတာဖြစ်ပါတယ်။ဘွေးစားရာနဲ့ကျောက်ဆူရိုင်းကခေါင်းကိုကန်ပြီးလက်တီတွဲလုံးနေနဲ့တန်ပြီးအမှောက်သိပ်ပြစ်ပါတယ် အဲ့ဒီနောက်ဒိုင်းကအမတ်စင်ရေးပေးမဲ့ငါခရော့ဟာကောင်းကောင်းကို recovery ပြန်လဲရရှိခြင်းမရှိပါဘူးအဲ့ဒီမူဝေတဲ့နေတဲ့အနေထားမျိုးမှာဒေါက်ဆူရိုင်းကခြေတော့ကန်ကျက်နဲ့တခါတည်းကိုပွဲသိမ့်ပြပါတယ်။ဒီစွမ်းဆောင်ကြီးကြောင့်သူ့အဒီပြိုင်ပွဲအတွက်တခုတည်းသောပေးရတဲ့ဘောနပ်စုဒေါ်လာ9000ကိုစုခူးသွားခဲ့ပါတယ်။လုံဝကို ထိုက်တဲ့ရလက်မျိုးလို့ပြောရမှာပါ။အခုဆိုရင်ဒေါက်ဆူရိုင်းဟာ Flyweight မွေထမ်းချန်ပီယံကပ်ကိုတောင်စင်ခေါ်ခွင့်ပေးဖို့ထိုက်တန်နေပါပြီ။ ပြီးခဲ့တဲ့ပွဲတုန်းက Dennis Burridge ကိုသူကအမှောက်သိပ်ပြခဲ့တာပါခုလဲနောက်ခေါက်ကို1မိနစ်တောင်မပြေဘဲနဲ့အမှောက်သိပ်ပြင်ပန်ပါပြီအဲ့လိုစွမ်းဆောင်ရည်တွေကြောင့်လစ်လက်နေတဲ့ Flyweight ချန်ပီယံကပ်စင်ကာပူတည်ပြီးမယ်ဆိုရင်ဂျောင်းဆူယိုင်းက Rotan ရဲ့ပြန်ပကောင်းဖြစ်တဲ့နယ်လို့ဆိုကြည့်ခြင်းပါတယ် promotion ဘက်ကတော့ဒီလိုပွဲချက်မျိုးကို rotan တဲ့တည်ပေးပါမလားဆိုတာတော့စဉ်းစားစရာပါ။ဘာပဲဖြစ်ဖြစ်ကျောင်းဆူရိုင်းဟာကျွန်တော်တို့ရှေ့မှာပဲထိတ်တန့် fighter တယောက်ဖြစ်လာခဲ့ပြီးဆိုတာညင်လို့မရပါဘူး။ 1 Friday Fight ပြိုင်ပွဲတွေကနေအခုလို1 Championship စင်မြန်ထက်အထိတက်ပြီးဆွားတဲ့ Fighter မျိုးကအတော်ကြီးကိုမြင်ရခဲ့များဖြစ်ပါတယ်ကျွန်တော်မြန်မာပြည်က fighter တွေအနေနဲ့လဲ1 fight fight စင်မြန်ထက်ကနေခုလိုပြိုင်ပွဲကြီးအထိတက်လန်ပြီးလက်စွာနေတဲ့ fighter တွေကိုချီးရင်အတူယူသင်ငန်းစာရယူနိုင်ပါစေလို့မျှော်လင့်မိပါတယ်။လာမယ့်နေ့တွေမှာလဲ MMA လောကကထူးခြားတဲ့အကြောင်းအရာတွေကိုဆက်ပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို notification ယူထားကြပါအောင်ခင်ဗျာ။